ရန်ကုန်မြို့နယ်ဗုဒ္ဓထောင်မြို့နယ်အောက်ပလောက်ရှိတိုက်ခတ်အမှတ်၅၅ဝါလာရှိအခန်းတခန်းအတွင်းအမှုကျန်းစီဓာတ်ထောက်လူရက်ခဲမှုမှကျူးလွန်သူတွေကို CCTV မှတ်တမ်းတွေနဲ့တိုက်ဆိုင်ရှာဖွေလျက်ရှိတယ်လို့သိရပါဗျ။ဒီနေ့နနက်၈နာရီဝန်းကျင်မှာရန်ကုန်မြို့ဗုဒ္ဓထောင်မြို့နယ်အောက်ပလောက်ရှိတိုက်ခတ်အမှတ်၅၅ဝါလာမှာဖွင့်ထားတဲ့ကုမ္ပဏီရုံးခန်းအတွင်းဓာတ်ထောက်လူရက်မှုတစ်ခုဖြစ်ပွားခဲ့ပါဗျ။ လူရက်ခံရသူဦးမင်းဆွေမှာရန်ကုန်မြို့ကိုမိုင်တွင်နေထိုင်ကလမ်း60ရှိကုမ္ပဏီတိုင်ခန်းကိုနေ့စဉ်နဲ့နဲ့ပိုင်းအများရန်လာရောက်ကတရားထိုင်မှုပြုလုပ်တယ်လို့သိရပါဗျ။ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဒီနေ့မှာလေနနက်6နာရီမှာကုမ္ပဏီရုံးကန်ကိုရောက်လာပြီးအခန်းတော်ပိတ်ကအခန်းမင်းများမဖွင့်ရှိပဲတရားထိုင်ခဲ့ကြောင်းသိရပါဗျ။ အဲ့ဒီလိုတရားထိုင်နေချိန်နနက်၈နာရီဝန်းကျင်လောက်မှာလူတအူးကမျက်နာရှိမှဓာတ်ထောက်ထားကြောင်းသတိပြုမိခဲ့ရမှာထောက်ထားတဲ့ဓာတ်ကိုလူယူခဲ့ရာညာလက်မှပြက်ရှာခဲ့ကြောင်းဆက်လက်ပြီးဓာတ်ကင်ထားသူမှတိုက်ခိုက်ခဲ့တာကိုပြန်လည်ခုခံနေချိန်အနောက်မှာလူတအူးကခေါင်းအုပ်ကထပ်မံတိုက်ခိုက်တာခံခဲ့ရပြီးလုံထွေးခဲ့ရာညာဘက်ပောင်ကိုဓာတ်နဲ့ထိုးသွင်းခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီလိုလုံထွေးနေခဲ့ရာမှာလူရက်ခံရသူဦးမြင့်ဆွေကိုတိတ်များနဲ့လက်နှစ်ဖက်ကိုစီးနှောင်သလိုခြေထောက်ကိုချုပ်နှောင်တာတွေဖြင့်ဗဇက်ကိုလည်းတိတ်နဲ့ ိတ်ကက်ခဲကဦးမင်းဆွေထံမှလက်ကင်အိတ်နဲ့ကြောက်စင်းလက်စွပ်တကွင်းကို လူယူထွက်ပြေးခဲ့ကြောင်းသိရပါဗျ။ လူယူခံခဲ့ရတဲ့ပတ်စံအိတ်ထဲမှာကျက်နှစ်သိန်းခန့်ပါရှိတယ်လို့သိရပါဗျ။အဲ့ဒီလိုလူရက်နေချိန်မှာဦးမင်းဆွေကအော်ဟစ်အကူကြီးတောင်းခဲ့ပြီးလူရက်သူများထွက်ခွာသွားချိန်မှာလည်းတိတ်တွေကိုခွာကတိုက်ခန်းဝင်ရနာကိုထွက်အကူကြီးတောင်းခံခဲ့တာကြောင့်ညနေချင်းဆိုင်ရှိရှိတိုက်ကလုံခြုံရေးဝန်ထမ်းမှာသက်ဆိုင်ရာကိုဖုံးနဲ့ဆက်သွဲတိုင်တန်းရာမှတဆင့်ဦးမင်းဆွေကိုရန်ကုန်ပြည်သူစေယုံကြီးကိုပို့ဆောင်ပြီးစေကူတာမှုခံယူခဲ့ရတယ်လို့သိရပါဗျ။ ဖြစ်စဉ်ဖြစ်ပွားမှုကိုတိုင်တန်းဆောင်ရွက်ပေးခဲ့ပြီးတွေ့ရှိခဲ့တဲ့ CCTV မှတ်တမ်းတွေနဲ့ပတ်သက်ပြီးလုံခြုံရေးဝန်ထမ်းကအခုလိုပဲပြောပါရယ်။ကြာခတ်တည်နေတာလဲဆလိုက်တော့လာသူမမနောက်လေ AC ဟိုဘက်ကြည့်ဒီဘက်ကြည့်ပြီးအကုန်ပတ်ကြည့်ပြီးတော့ရောက်လာ။အဲ CCTV မှတ်တမ်းလာတဲ့အကုန်ပေါ်မှာတော့9နာရီ48မိနစ်အတိမှရောက်လာ။တန်းလျှောက်လာလင်းနေအောင်ရှစ်တယောက်နောက်ပြောကျောင်း ground မှာ ground မှာနေဒီပေါ်ကိုထိုးတာဒီကျောင်းကို solar စာတိုက်ပြီးတော့ပြန်လာ။ တို့လှုပ်ရှားသွားတာတော့73နှစ်လောက်ပဲကြာဘာလို့လဲခဏလေးသောခဏမှာတို့လာတယ်7နှစ်လောက်မှာတို့ပြန်ဆင်းလောက်ဘာလို့ဘာ7နှစ်7မိနစ်ဒီမှာထွက်ရောတို့ဆင်းသွားတာ7နှစ်လောက်ပဲကြာတယ်ကျွန်တော်ပြင်ကြည့်ကြပါဦးကဲကြပါဦးလက်မှာလည်းတွေးနေတယ်ဘောင်းမှာလည်းတွေးတယ်မျက်နှာမှာတော့ဘာတိတ်နေကတ်တော့ဆိုတော့အာသူထဲပြောင်းသွားတယ်ရောအာပေါ်တက်ပြီးတော့ပြန်ဆင်းအောင်ပုံစံပြီးတော့ လူရက်ခဲမှုမှာဓာတ်ကင်ဆောင်ထားသူနဲ့အဖော်တူတို့မှစွတ်ကျဲအမဲပိစာတွေကိုနှစ်ချမ်းခွဲပြီးမျက်နှာကိုမျက်နှာဖုံးတံဆင်းနောင်ထားခဲ့ပါတယ်။လုံထွေးနေချိန်မှာလူရက်သူနှစ်ဦးတည်းကတဦးမှဆင်းနောင်ထားတဲ့ပိစာပြီးကျသွားခဲ့ပြီးမျက်နှာကိုမြင်တွေ့ခဲ့ရချိန်မှာအသက်20ကျော်လူငယ်အရွယ်များဖြစ်ကြောင်းလူရက်ခံခဲ့သူဦးမင်းဆွေရဲ့ပြောပြချက်အရသိရပါတယ်။ကျူးလွန်ခံခဲ့ရတဲ့ဦးမင်းဆွေပြောပြချက်များအရအဲ့ဒီကုမ္ပဏီမှာညအိတ်ဆောင်ဖို့တာဝန်ပေးထားတဲ့ညဆောင်တဦးမှလွန်ခဲ့တဲ့တစ်ပတ်ကတော့ပို့တစ်ချောင်းပြောင်း ုံးခဲ့ပြီးနောက်ကုမ္ပဏီအတွင်းမှာပတ်စံပြောင်းဆုံးမှုတွေရှိခဲ့တယ်လို့ပြောပါရယ်ပြည်မှုကျူးလွန်ခံရသူဦးမင်းဆွေမှာဗိုလ်ကြီးယာရုနဲ့တပ်မတော်မှအငိမ့်စားယူထားသူဖြစ်ပြီးလူရက်ခံရတဲ့တိုက်ခန့်အတွင်းကုမ္ပဏီဖွက်လက်ထားမှုမှာ၅နှစ်ခန့်ရှိပြီဖြစ်ပါရယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးလက်ရှိစုံစမ်းစစ်ဆေးနေမှုကိုဗိုလ်ထောင်မြို့နယ်ရှိရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကအခုလိုပဲပြောပါရယ်ကုမ္ပဏီကကုမ္ပဏီမျိုးကရောက်လာတယ် ကုမ္ပဏီကရုံးသားပဲယူမနေဘူးမနေ့ကစောရောက်လာတယ်ရောက်လာအခန်းထဲမှာဖျားရှိကုန်းနေရဖျားရှိကုန်းနေရနောက်ကသူနဲ့ရောက်ရောက်လာပြီးတော့သူ့ဓာတ်နဲ့ထောက်ပြီးတော့မလုံတော့လို့ပြောတယ်အဲ့မှာသူကနည်းနည်း80 80ဆိုဝင်နေနေဆက်နေမှာပေါ့နော်အော်ကိုဆန်းပြည်နယ်ဘက်ဆက်မှာပေါ့ဘူကြီးနေသားလို့ပြောတယ်အဲ့ဒါသူကနည်းနည်းပြန်ဖူးခံတယ်ဒါပေမဲ့တယောက်တယောက်လည်းဘယ်တော့မှမရဘူးပေါ့နော်အဲဘယ်တော့မှမရသူ့ဓာတ်ကြီးပေါင်လို့နှမောတော့ဓာတ်ထိုးမိတယ်ထိုးမိပြီးတော့သူ့ကိုလက်နောက်တိတ်တိတ်နေပတ်ပြီးတော့ ိုးတိုးတော့တော့စိတ်နဲ့တော့ပြီးတော့အဲဒါဆွနဲ့ပတ်ဆိုင်ယူပါပတ်ဆိုင်တယ်မှာပတ်ဆိုင်နဲ့တိုင်းပါသွားတယ်ကျွန်တော်အင်တာနက်နဲ့ပတ်တဲ့စာပြီလာလို့တဲ့ကုမ္ပဏီစာပြီဆိုတာကေဘယ်ဂျိုးတွေ့ရတယ်ပါကျွန်တော်စိတ်ထဲမှာဘာမှမထူးသေးဘူးစွန့်စားလို့မရပါဘူးစွန့်စားလို့မရဘူး ဖြစ်စဉ်နဲ့ပတ်သက်ပြီးဘူထောင်မြို့မှရေစကန်ကပြည်မှုနှစ်ပတ်55မြင်းဆောင်2010ရာဇသက်ကြီးဥပဒေပုံမှာ3ကိုလေးနဲ့အမှုဖွင့်တိုင်တန်းကပြည်မှုကျွလုံသူတွေကိုစောင့်ဆန်းစစ်ဆေးလျက်ရှိတယ်လို့သိရပါဗျ။